အဲ့တော့ဒီနေ့ကျွန်တော်ပြောပေးချင်တာကတချောင်းငွေနဲ့ပတ်သက်တဲ့ဟာတချောင်းငွေနဲ့ပတ်သက်ပြီးစတင်မှဲ့ခေါ်တာတဲ့နာမည်ပေါ့မျက်စိတည်းမြင်အောင်ပြောရမယ်ဆိုရင်ကာဒီလုံးနဲ့တချောင်းငွေကိုလို့နော်ပြီးတော့ငားနဲ့ဆိုရင်ငူလို့အဲခခွေးနဲ့ဆိုရင်ရှားတယ်လူနာမည်ကြီးကြတော့တချောင်းဝင်ပေးခဲ့တယ်လေငားငယ်လို့ပေါ့လေတချောင်းဝင်ပေးခဲ့တယ်စလုံးဆိုရင်ပါရှိမလဲဆိုးလို့စလုံးရင်တချောင်းဝင်စုလို့စလုံးရင်တချောင်းဝင်စုလို့ပြီးညားနဲ့ဆိုရင်ညိုလို့ပါလို့ရှိတယ်ဗောနော် အဲ့ဒါပြီးတော့ကျွန်တော်တို့ဟိုထဆန်နူးတို့ဘာလို့မှတိတ်မရှိတော့ဘူးနားငယ်တို့ဘာလို့မှဆိုရင်တော့နိုင်ရှိမယ်ပေါ့နားငယ်လုံးတစ်ချောင်းဝင်နိုင်ရှိတယ်အဲဒါတစ်ချောင်းဝင်နေပေးထားတဲ့နာမည်တွေအဲ့ဒါပြီးတော့အောက်မှာကျွန်တော်တို့ဘာရှိအောင်မလဲသူ့တို့ဘာလို့ရှိမယ်အဲနောက်ပြီးတော့မိုးလိုပါလို့ရှိမယ်မာလုံးနေတစ်ချောင်းဝင်တော့တာတစ်ချောင်းဝင်သူ့တွေရှိတယ်နောက်ပြီးယူလိုပါလို့ရှိမယ်နောက်ထပ်ပါရရှိသေးလဲအများကြီးရှိအောင်မယ်ဗျာနော်ကျွန်တော်တော့ဟိုလက်တန်းသိသလောက်ပြောပြတာအဲ့လိုနာမည်တွေကိုပြောတာ အဲ့လိုမျိုးကျွန်တော်တို့ကနာမည်ရဲ့အစမှာတချောင်းဝင်နဲ့စတင်မှက်ခေါ်ထားလိုက်ပြီဆိုရင်ကျွန်တော်တို့ဘယ်လိုဟာမျိုးတွေဖြစ်တတ်လဲဒါလေးကိုကျွန်တော်တို့အတိတ်ပဲအနေနဲ့ပြောပြမယ်ရှောင်းလို့ရှားလို့ရမယ်သိတာတော့စင်ញင်လို့လည်းရအောင်လို့ပါအဲ့တော့ပထမဦးဆိုတာကျွန်တော်တို့တချောင်းဝင်နဲ့စတင်မှက်ခေါ်ထားတဲ့နာမည်ရှင်တွေတော်တော်များများကမိဘရဲ့ဖွားစာတာနဲ့ကိုယ့်ရဲ့ဖွားစာတာမှာတဟစာတာ မဖြစ်ဘူးဆိုရင်မိဘရဲ့အကျိုးကျေးဇူးကိုအပြည့်အစုံမခံစားရတာမျိုးတွေလည်းအလွန်ဖြစ်တတ်တယ် မိဘစီကစပိုတင်ကောင်းကောင်းမရတာမျိုးဆိုလိုတာဗျာအဲ့လိုကြီးဖြစ်တတ်တယ်မောင်နှမတွေရှိရယ်ဆိုရင် မောင်နှမတွေမှာကိုယ့်ကိုအချစ်ရော့တာမျိုးတွေဖြစ်တတ်တယ်เนาะအချစ်ရော့တာမျိုးတွေဖြစ်တတ်တယ်နောက်ပြီးရင်ဘာဖြစ်တတ်လဲဆိုတော့ဘဝမှာအထောက်အပံ့အကူအညီနေပြီးတော့ကိုယ့်အားကိုယ်ကိုယုံကံရတဲ့သူများတယ်အကုန်လုံးမဆိုလို့ဘူးเนาะ လုံးဝအထောက်ပံ့ရနေရလို့ရှိတယ်မိဘဂျိုနဲ့ကိုနဲ့တဲ့နေရအခါမျိုးတွေအဲကိုယ့်ရဲ့ဖွားစားတာတအားကောင်းနေတဲ့လူလူမျိုးတွေမှာတော့အခုလို့ပြောလို့မရဘူးနော်ဒါကကျွန်တော်တို့ကအများအားဖြစ်ဖြစ်တတ်တာကိုပြောတာအဲ့တော့ဘဝမှာကုတုကိုစုံစူးစားရတဲ့လူတွေအထောက်ပံ့နေတဲ့လူတွေအရွယ်ရောက်လာရင်လည်းသူများအားကိုးလို့မရဘဲနဲ့ကိုဘဝအောင်မြင်မှုကိုကိုကိုယ်တိုင်တည်ဆောက်ရတဲ့လူမျိုးတွေဖြစ်နေလေရှိတယ်နော်အဲ့တော့ ပုံမှန်ဖွားစာတာပဲဖြစ်တယ်ဆိုရင်မလွယ်ဘူးပေါ့ဗျာရုံဟကံပင်မန်းရမယ်ဆိုတာမျိုးပြတာပေါ့နော်ဒါနံပါတ်1အချက်ဒါအပြင် အသားအရောင်တွေပါမလိုက်တော့ဘူးဆိုရင်ပိုဆိုးတယ်အသားအရောင်တွေမလိုက်တာတော့ဒီနေရာမှာရှင်းပြအခက်ပါတယ်ထားပါတော့ဗျာဟိုဆိုးလို့လို့စုလို့လို့နဲ့ပေးထားတဲ့လူတွေကအသားဖြူတာပိုကောင်းတယ်ပေါ့နော် ဟိုမိုးတို့လိုငူးတို့လိုညိုတို့လိုပေးရဲလို့အသားမဲတာပိုကောင်းတယ်ပေါ့အဲ့ဒါအောင်မှညိုနဲ့ပေးပြီးအသားဖြူနေတာတို့နော်မိုးနဲ့ပေးပြီးတော့အသားကြီးရဖြူနေတာမျိုးဆိုရင်ဒါဝနမမှန်တော့မှားနေတယ်ပေါ့အဲ့လိုလွဲနေတဲ့နာမည်တွေဆိုရင်ပုံမိုးစိုးဝါးတာခံစားရတတ်တယ်ဒီလိုမျိုးတွေဖြစ်တယ်ဒါကြောင့်ပဲဒီလိုလူမျိုးတွေကငငယ်တဲကကိုယ့်အားကိုယ်ကိုးလာတာဖြစ်တဲ့အတွက်အခြားသူတွေတည်းအည်သွေးပုံမိုးပြောင်မြောက်တယ်စူးစမ်းနိုင်စွမ်းရှိတယ် လောကဓာတ်ကိုခန္ဓာရင်ရှိတယ်ငါအနောက်မှာဘာမှမရှိဘူးငါအနောက်မှာကြောပဲရှိတယ်ငါမလုံလို့မရဘူးဆိုတဲ့စိတ်နဲ့ကြိုးစားရတာကနဲ့အောင်မြင်မှုတွေရရှိတတ်တဲ့လူတွေအဖြစ်ကျွန်တော်တို့90ရာခိုင်နှုန်းတွေ့ရတယ်100ရာခိုင်နှုန်းမပါပါဘူးနော်ဒါအပြင်တချောင်းငွေနဲ့ပြီးထားတဲ့သူတွေကဝဏတရမမှန်ဘူးအသားရောင်နဲ့လိုက်ဖတ်မှုမရှိဘူးဆိုရင်အချို့နေရာတွေမှာစကလုံးတုံးတဲ့နေရာမှာပေါ့လူတယောက်ကို နာနာနဲ့တာတာပြောတတ်တယ် ကြည့်မရဘူးဆိုရင်စကလုံးနေနဲ့ပြက်သွင်းလိုက်တာတစ်ဖက်လူကိုနှင့်ငနေဖြစ်သွားအောင်ပြောတယ်အဲ့လိုလူမျိုးတွေလည်းပြက်တတ်တယ်အချို့ဆိုရင်ဟိုအသားအယောင်ကအရက်အမောင်ကအကုန်လွဲနေတယ်ဆိုရင်တချောင်းဝင်ကအစိုးဘက်ကိုသွားတယ်တချောင်းဝင်ဖြစ်သွားရင်ဘာဖြစ်လာလဲဆိုတော့သူများကိုဂုံတိုက်တာမျိုးတွေစကလုံးနေနဲ့ရှောက်ကြက်တာမျိုးတွေအဲတခုခုဆိုရင်စလိုက်နောက်လိုက်ရမှာစကလုံးနေနဲ့ကျက်နှက်တာမျိုးတွေဒီလိုမျိုးဖြစ်ကြတဲ့သူတွေဒါမဲ့နံမဲရော ဟိုအယောင်တွေရောအကြအမောင်းတွေရောကွက်တိသွားဖြစ်တဲ့လူမျိုးတွေဆိုရင်တော့စကားပြောပြီးရက်တရားတဲ့လူတွေဩလာရှိတဲ့လူတွေဩလာညောင်းတဲ့လူတွေကိုပြောသမျှဖြစ်တဲ့လူမျိုးတွေလည်းဖြစ်လာတတ်တယ်။ဒါကြောင့်ပဲနာမည်တစ်ခုမှာအယက်အမောင်းတွေအသားအယောင်တွေပုံပန်းသဏ္ဍာန်တွေပေါ်မူတည်ပြီးတော့အခရာတွေကိုစီပြီးပြန်ပေးလို့ရတယ်ဆိုတာမျိုးတွေအများကြီးရှိတယ်။ဒါပေမဲ့ဗျာရက်တရားမပြည့်သေးဘူး။ ဒီကလေးကိုအသားအရောင်လဲခွဲရခတ်အရက်အမောင်းလဲခွဲရခတ်မျက်နာပြည့်ပြည့်မှုဘာညာခွဲရခတ်တဲ့အချိန်မှာကျွန်တော်တို့ကဘလို့မှနာမည်ကိုအဲ့ဒါတွေနဲ့လိုက်ညှိလို့မရတော့ဘူးဒီလိုမျိုးတွေဖြစ်တာပေါ့လူမျိုးတွေပြောတာအချို့နားလေတဲ့လူကြောက်လဲမွေးစင်းထဲမှာနာမည်မထည့်သေးဘူးဝိုင်းရကြော်ကြော်လောက်မှပဲနာမည်ပေးကြတယ်အဲ့ဒါကတော့ပုံမှန်မှန်ကန်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဟောမွေးဝေးပေးခြင်းပေးရမယ်ဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာမလို့ဘူးလေဗျာသူများနိုင်ငံတွေမှာတော့မွေးကလေးကထားတဲ့နာမည်ထည့်ဆိုတာမျိုးတော့တမျိုးပေါ့ကိုယ့်နိုင်ငံမှာကြတော့ နည်းနည်းအချိန်ယူထားလို့ရတယ်ကိုနံပါတ်စိတ်ကြိုက်ဖြစ်ပြီးဆိုမှဈေးဝင်သွားမွေးစင်းမှာနံပါတ်လေးဒီနံပါတ်လေးတော့ထည့်ပါပြီဆိုပြီးတော့သွားထည့်လိုက်လို့ရတယ်အဲ့တော့နံပါတ်တွေကိုစောစီပေးတဲ့နေရာမှာကျွန်တော်တို့ကဘလို့မှ꽌ကြလို့မရရင်အဲ့လိုအကောင်းအဆိုးပြောရတာခက်ပါတယ်အဲ့တော့နောက်ပြီးတချောင်းဝင်နေပေးထားတဲ့နံပါတ်တွေတော်တော်များများဂရုစိုက်ရမယ့်အချက်လေးတွေကရှိသေးတယ်ဗျအဲ့ဒါကစိုးရင်တက်တဲ့လူတွေ anxiety များတယ် worry များတယ်ခေါ်မှာပေါ့နော်စိုးရင်တက်တဲ့လူတွေ တခုခုဆိုရင်ဒါဖြစ်သွားမလားဆိုရဲအစိုးဘက်ကိုတွေးပြီးတော့စိုးရိမ်ပြီးတော့မလုံမိတာမျိုးဖြစ်တတ်တယ်လို့အရွယ်ရောက်လာရင်လဲသားသမီးအတွက်စိုးရိမ်တာမိဘအတွက်စိုးရိမ်တာဟိုလူအတွက်စိုးရိမ်တာဒီလူအတွက်စိုးရိမ်တာစိုးရိမ်စိတ်ကြီးပြီးတော့စိတ်ပူတက်တဲ့လူမျိုးတွေဖြစ်လေကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ပဲဖွာစာတာမှာနှလုံးရောဂါဖြစ်နိုင်တဲ့အနေအထားမျိုးပါတယ်ဆိုရင်တချောင်းဝင်နေမပေးသင့်ဘူးဆိုတော့ဆိုးရိမ်တော့ နှလုံးရောဂါရနိုင်တဲ့အနေဒါပဲဒါကြောင့်တချောင်းဝင်နေပြီးသားတဲ့လူတွေကစိတ်ပူတတ်တယ်စိုးရိမ်တတ်တယ်တခုခုဆိုရင်တွေးပြီးပူတတ်တယ်ဒါဒါငါလုံးမရမယ်ဆိုတာမျိုးကို ဖြစ်စေတယ်နော်အဲ့တော့စိုးရိမ်စိတ်ကတခါတကြရင်တော့ကောင်းကျိုးပေးတယ်ဟိုဘာသာရေးရကြည့်ရင်တော့မကောင်းဘူးကြော်စိုးရိမ်နေတယ်ဆိုတဲ့ဟိုကဒါကိလေသာအပြစ်ဒါဒေါသကိလေသာမကောင်းဘူးတရားကိုရတော့မကောင်းဘူးဒါပေမဲ့စိုးရိမ်တတ်တဲ့ကိစ္စလေးတွေအချို့နေရာတွေမှာအမားနေသွားစေတယ်အမားတွေကို ကျူးကျူးလွန်လွန်ဟဲပြီးမလုံးမိတော့ဘူးဒီလိုမျိုးလေးတွေတော့ရှိတယ်နော်ဒါတချောင်းဝင်တဲ့နာမည်အစမှာစိုးလို့လို့စုလို့လို့ငူးလို့လို့မိုးလို့လို့တူလို့လို့နော်ဖုံးလို့လို့ဘာကောင်တချောင်းဝင်နာတာအဲ့လိုဟာမျိုးပေးထားရင်ဒါဖြစ်တတ်တဲ့ဟာကိုကျွန်တော်ပြောပြတာပါနော်အဲ့လိုဟာမျိုးကိုပြောပြတာအဲ့တော့ကျွန်တော်တို့နောက်ထပ်သိထားရမယ့်အချက်တရားဘလို့ဟာမျိုးလေးတဲ့ဆိုတော့တချောင်းဝင်တဲ့ပေးထားတွေဆိုရင်ဘဝမှာလောက်ကမဲ့အလုပ်တွေကိုအစီတရီစီတာပါ ဘာဖြစ်လို့ဆိုတော့အလုံးမပြီးပြတ်တဲ့ဇာတာထဲမှာပါတယ်။ဟိုဟာလဲလှုပ်ခြင်းဒါလဲလှုပ်ခြင်းဟိုကိစ္စကိုလဲလှုပ်ခြင်းအဲ့ဒီရနဲ့ဟိုဟာကိုလဲမပြီးဒါလဲမပြီးဒါလဲမပြီးအဲ့တော့ကျွန်တော်တို့ကတနေ့ကိုတိုက်တီးပဲဆွဲမယ်ငါမနေ့6နာရီရနဲ့7နာရီပါလို့မယ်7နာရီရနဲ့10နာရီပါလို့မယ်10နာရီရနဲ့7နာရီပါလို့မယ်7နာရီရ10နာရီထမင်းစားနားမယ်အဲ့ဒီရနဲ့အဲ့လိုမျိုးလုပ်ငန်းတွေကို ACD လှုပ်ထားစေခြင်းတယ် ဝင်နှန်းလို့ဆိုတော့ခိုင်းတာလို့ရတာပြဿနာမရှိဘဲနဲ့ကိုပိုင်စီးပွားရေးနယ်ပယ်တွေရောက်လာလို့အောင်မြင်တဲ့စီးပွားရေးတယောက်ဖြစ်လာပြီဆိုရင်ကိုယ့်ရဲ့အဲ့ဒီစီမံခန့်ခွဲမှုမပြီးပြဘဲလှုပ်ချင်စိတ်တွေများရာကနေဘာတစ်ခုမှမပြီးဘဲနဲ့နာမည်ပြတ်တယ်တယ်အဲ့တော့လှုပ်ဆရာရှိတာကိုပလန်လေးနဲ့တေးချာချာဆွဲပြီးတော့အဲ့တိုင်တီးပဲအတွင်းမှာဒါတော့ငါပြအောင်လို့မကြမ်းတာမိတာလိုက်ဒါမပြီးသေးရဒါမကင်ဘူးအဲ့လိုလှုပ်ထားမှအဆင်ပြေတတ်တဲ့လူမျိုးတွေဖြစ်တယ်နော်အဲ့တော့တချောင်းဝင်တွေကိုကျွန်တော်တို့အစအဆုံးပြန်ပြောရမယ်ဆိုရင်စိုးရင်တက်တယ် စိတ်ပူတတ်တယ်ကိုတူကိုစကြိုးစားတတ်တယ်မိဘနဲ့ဖွားစားတာမတည့်ဘူးဆိုရင်မိဘစီကအထောက်ပံ့အပြည့်အဝမရဘူးပြည်ရရမယ့်ကိစ္စထက် ရော့ပြီးရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဝနာတရမမှန်ပဲနဲ့အသားအရောင်နဲ့မလိုက်ဖက်ဘူးဆိုရင်စကားပြောတဲ့နေရာတွေမှာပိတ်သက်လေးနဲ့ဘေးပြစ်ပြောတာတွေအဲဂုံးတိုက်စကားပြောတတ်တာတွေအဲ့လောက်မဆိုးတဲ့လူဆိုရင်တော့သူများကိုစတဲ့နောက်တက်တဲ့စကားလုံးနဲ့ပြောတတ်တယ်အဲ့တော့ဝနာတရလည်းမှန်တယ်ဆိုရင်တော့ဘာဖြစ်လာလဲဆိုတော့အတန်ဩဇာအားကောင်းနေပြောသမျှဖြစ်တယ် ကိုပြောတဲ့ဟာကိုလူတွေကလက်ခံလောင်းဩဇာရှိလောင်းပြောနိုင်တဲ့အစွမ်းတွေရှိတယ်ဒီလိုမျိုးကောင်းကျိုးလေးတွေရှိလာတတ်တယ်ဆိုတဲ့အဲမှာပါတယ်အဲဒီလောက်ဆိုရင်တော့ကျွန်တော်တို့သဘောပေါက်မယ်ထင်ပါတယ်ဒါတချောင်းဝင်တစ်ခုတည်းရဲ့အတိတ်ပဲပါအလဲမှာမဟုတ်ဘူးနာမည်ရဲ့နောက်ဆုံးမှာမဟုတ်ဘူးနာမည်ရဲ့အစမှာပါရင်ဒါသိထားရအောင်ပြောပြတာလောက်ဆိုရင်တော့သဘောပေါက်မယ်ထင်ပါတယ်ခရိုင်သားမိတွေအားလုံးနာမည်ပေးမှန်ပြီးအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပန်းဆိုင်နိုင်ကြပါစေဗျာ